မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့ဂျွန်လ12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားနက်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က3ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ17ရက်နေ့မနက်09:55မိနစ်ခန့်မှာပဲကုန်းမြို့ကနေထွက်လာတဲ့အင်အား90လောက်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကာနာစီကိုတော်လိုင်းရဲဘော်များကရုံးပင်တက်ကျေးရွာနေမှာရှိတဲ့ဆယ်မြောင်းရေလွတ်ဘောင်ပေါ်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးပွဲချင်းပြီးတေဆုံးပြီးတော့စစ်တပ်ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ပဲကုန်းမြို့ကနေထွက်လာတဲ့အင်အား90လောက်ပါတဲ့စစ်ခွေးကားနှစ်စီးကရုံးပင်တက်ရွာ ဆယ်ညောင်းရေလော့ဘောင်ကိုရောက်လာတော့ကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့ဝင်နေမိုင်းသုံးလုံးနဲ့ဖိုခနောက်ဆိုင်တောင်းမှာအသင့်ဆောင်ဆိုင်နေရာယူပြီးမိုင်းဝင်းနဲ့အရောက်မှာမိုင်းဆွဲတက်ခိုက်လိုက်တာပါစစ်ခွေးသုံးကောင်နေရာမှာနေရှော့တယ်ရှစ်ကောင်ကတော့အပြင်းထန်ဒဏ်ရာရသွားတယ်လို့ပြည်ခိုင်ပကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတက်ခိုက်မှုကိုတဲကုံမြို့နယ်ပကဖအဖွဲ့နဲ့ပေါင်းတယ်မြို့နယ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတန်းဖြူမြုံနယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယောဒီမြို့ဘူရာယုံတကြားဆန်နယ်စားကုန်ဂိတ်တူမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရ စစ်တပ်ဘက်က၄ဦးသေဆုံးပြီးတော့ကာနစီတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁၀ရက်နေ့ည9:45မိနစ်အချိန်မှာပဲခူးတိုင်းတောင်ငူခရိုင်ဖြူးမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယောဒီမြို့ဘူရာယုံနဲ့ဇေယောဒီမြို့အရှိတ်ကကြားဆက်တုံမှာကင်းမုံချထားတဲ့စစ်ကောင်စီတပ်သားများကိုဖြူးမြို့နယ်ဘက်ကဖတိုက်ခိုက်ရေးအဖွဲ့ကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇေယောဒီမြို့ရဲ့တောင်ဘက်မှာရှိတဲ့တပ်ဆွဲထားတဲ့စားကုန်းဂိတ်ကိုဖြူးမြို့နယ်ဘက်ကဖဒရုန်းအဖွဲ့က ဒရုန်းနဲ့ပုံကျက်တိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ရေအဝတီမြို့ဘူရာယုံနဲ့တခြားဆက်မှာရှိတဲ့စစ်တပ်ကိုဖြူးမြုံနယ်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ကဝင်းရောက်ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေဟာထွက်ပြေးသွားတဲ့အတွက်၎င်းတို့စီးနှင်လာတဲ့အင်စည်းကားနှစ်စီးကိုဖြူးမြုံနယ်ပတ်ကဖအဖွဲ့ကသိမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ်ပြုမြုံနယ်ရေအောင်ရီမြို့ပေါ်မှာရှိတဲ့ဘူရာယုံနဲ့တရားစာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်သားများဟာအကြမ်းဖက်တပ်သားစုဆောင်ခြင်းပြည်သူများထံကနေပြီးတော့ပတ်စံများမတရားကောက်ခံခြင်းများကိုပြုလုပ်နေတယ်လို့သိရပါဗျ။စစ်တပ်ကအကြမ်းဖက်လုပ်ငန်းများကိုဆောင်ရွက်ရန်နဲ့အကြမ်းဖက်အင်အားစုဆောင်ရမှာအသုံးပြုရန်အင်စည်းကားများကိုစစ်ကောင်စီကအသွင်ပြောင်းထားတယ်။ဇေယဝတီတရားစက်ရုံကစက်ရုံမှုဒုစက်ရုံမှုများကကူညီပေးထားတယ်လို့ဖြူးမြုံနယ်ပတ်ကဖကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမိထီလာမြို့မှာရုရှားလူမျိုးအယောက်20ကဥဆောင်ပြီးတော့စစ်ကောင်စီအုပ်စုကိုလေရင်အမောင်းတင်နဲ့ drone တိုက်ခတ်မှုတင်တန်းတွေပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားတွေဟာမိထီလာမြို့ကဟိုတယ်တစ်ခုမှာတဲခုန်နေပြီးတော့မင်းအောင်လိုင်းရဲ့တစ်စာကန်လက်နက်ကင်တွေကိုတင်တန်းတွေပေးနေတယ်လို့ဆိုပါတယ်။အဲ့ဒီလေရင်အမောင်းတင်နဲ့ drone တိုက်ခတ်မှုတင်တန်းပေးနေတာလက်နက်ချီကြနေပြီဖြစ်ပြီးတော့မကြခင်မှာတင်တန်းပြီးဆုံးတော့မယ်လို့ယူဆရပြီးစစ်ကောင်စီအုပ်စုရဲ့ပြည်သူတွေအပေါ်မှာလေကြောင်းကနေဘုံ ဲတပ်ဖြတ်မှုတွေပုံမိုပြီးတော့ဆိုးဝါးလာနိုင်တယ်လို့သတင်းရင်းမြစ်တွေကပြောပြထားပါတယ်။လေရောင်းတက်ခတ်မှုတွေပုံမိုပြီးတော့ဆိုးဝါးနိုင်တာကတော့သိကြပါတယ်။ဒီထက်ပိုပြီးဆိုးအောင်မှာပါပဲ။သူတို့ကငကိုကလေးကရှုံးမဲမဲနေတာဆိုတော့လေဒီသင်တန်းပေးတယ်ဆိုတာကလည်းဒီထက်ပိုပြီးဆိုးဝါးနိုင်တဲ့အခြေအနေတွေကြုံအောင်လို့ဒီကောင်တွေဘက်ကလုံပါပဲ။အဲ့ဒီအတွက်သူတို့ကနိုင်ငံခြားကပညာရှင်တွေခေါ်ပြီးတော့သင်တယ်ဆိုတာဒီထက်ပိုပြီးဖြတ်စည်းနိုင်အောင်လို့ပေါ့။အဓိကကတော့သင်တန်းပေးနေတယ်ဆိုတာကလည်း တပ်ထဲကဖျက်သီးတယောက်ကအတီးပြုတ်ပေးထားတာပါဟုတ်ပါတယ်ရုရှားတွေရောက်နေတယ်တင်းနှန်းတွေပေးနေတယ်ဆိုတာဟုတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တငယ်ချင်းဖျက်သီးတယောက်ကအတီးပြုတ်ပေးထားတာပါလို့ CDM လေးတဲ့အရာရှိငယ်တဦးကသတင်းပေးဖို့ပြောကြားထားပါတယ်တင်းနှန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ပြောပါတယ်စစ်ကောင်စီအုပ်စုဟာအခုရက်ပိုင်းမှာမိထီလာရှမ်းတဲ့လေတဲဒရဦးနဲ့နေပြီးတော့အီလာလေတဲ့စခန်းတွေကနေပြီးတော့ Jet Fighter တိုက်လေရင်112 18လေးရင်တွေပြန်တက်မှုအင်မတန်များပြားနေတယ်လို့ လေကြောင်းတိုက်ခတ်မှုမရှိဘဲပြန်ဝဲနေတာတွေရှိတဲ့အတွက်လေ့ကျင့်ရေးဆင်းနေတာဖြစ်နိုင်တယ်လို့ CDM လေတဲ့အရာရှိငယ်ကပြောဆိုထားပါတယ်သူတို့ကတင်တန်းတစ်ခုပေးရင်လဲတင်တန်းပြီးရင်သူတို့ကပြစ်ခတ်ဆင်ပါရပါတယ်ရိုးရိုးအမောင်းတင်ဆိုရင်တော့မှလေရင်မောင်းတင်တန်းပြီးပြီဆိုတာနဲ့ပြစ်ခတ်ဆင်ကပါရပါတယ်နောက်ပြီးတော့ ဖြတ်ကျော်ပြန်တန်းတယ်ပေါ့အဲ့ဒီလိုခေါ်တာပေါ့နေကျော်ပြီးပြန်တန်းတာသူတို့ကခီးစင်တွေကိုတိအောင်အောက်မြေပြင်ရဲ့အနေထားကိုတိအောင်နောက်ပြီးတော့လေ့ကျင့်ပြစ်ခတ်စင်တွေပါတွေပါတဲ့အတွက်အဲ့ဒီအတွက်ကြိုတင်ပြီးတော့မပြစ်ခတ်သေးပဲနဲ့ပေါ့တင်တန်းအနေနဲ့သွားတာရှိတယ်သွားပြီးတော့မှအဲ့ဒီနေရာတွေ အောက်ကနေပြီးတော့နယ်မြေကျွမ်းကျင်အောင်ပြတာလည်းရှိတယ်အဲ့ဒီလိုတင်ရတာပါပြစ်ခတ်စင်ပါလာရင်တော့တချို့မတိကြဘူးဆိုတဲ့ဟာတွေကလည်းတင်နန်းသားတွေလာပြီးတော့ပြစ်ခတ်လို့မတိကြတာလည်းဖြစ်နိုင်ပါတယ်လို့ CDM လေးတဲ့အရာရှိငယ်ကရှင်းပြထားပါတယ်စစ်ကောင်စီအုပ်စုဟာနယ်မြေဒေသတွေလက်လွတ်ဆုံးရှုံးနေရတာပုံပုံများပြားလာတာနဲ့အမျှလေကြောင်းကနေဘုံကျဲမှုတွေပုံပုံပြင်းထန်လာနိုင်မှာဖြစ်တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်တွေပြည်သူတွေအနေနဲ့ပုံပုံပြီးတော့သတိထားတဲ့လို့ပြောပြထားပါတယ်စစ်ကောင်စီအုပ်စုဟာပြီးခဲ့တဲ့2024ခုနှစ်အတွင်းနိုင်ငံတော်မှာ တနေ့ကို6ကြိမ်နဲ့9ကြိမ်ကြားတာလေးချောင်းကနေဘုံကျဲခဲ့ရအခု2025ခုနှစ်မှာတနေ့ကို10ကြိမ်နဲ့10ကြိမ်ကြားလေးချောင်းကနေဘုံကျဲတက်ဖြတ်နေတယ်လို့သူတေသနာအဖွဲ့ကစည်ရင်ပြုစုထားပါတယ်စိတ်ကောင်းစီအုပ်စုကစာတင်ချောင်းနဲ့စေယုံဈေးကန်းနဲ့အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားဘုံကျဲတက်ဖြတ်နေလို့ဒေါ်လာရင်းစိုးမိုးနေမြေတွေကကျောင်းတွေဖွင့်လက်တင်ကြားနိုင်ခြင်းမရှိဘဲယာယီပိတ်ထားရတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မေလအတွင်းမှာစိတ်ကောင်းစီအုပ်စုက နိုင်ငံတော်ဝမ်းမှာလေချောင်းကနေဘုံကျဲတပ်ဖြတ်မှု344ချိန်ကျူးလွန်ခဲ့ရာဘုံထိမှန်ပြီးတော့အသက်16နှစ်အောက်ကလေးတငယ်အယောက်40ကျော်အပါအဝင်လူစုစုပေါင်း200ကျော်တည်ဆုံးက400ကျော်တန်းရရှိပြီးတော့စာတေချောင်း18ချောင်းဈေးရုံဈေးကန်6ခုဘုရားစီရီတာတနိကအဆောက်အုံ17လုံးနဲ့နေအိမ်341လုံးထိခိုက်ပျက်စီးသွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန MOH ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကူတိုင်းတဲကုန်းမြို့နယ်တက်ရွာမှာနေထိုင်တဲ့ပြူစောတိအေးကျော်မြင့်ကိုဖမ်းဆီးတဲ့အချိန်မှာတနက်လူယူပြီးတော့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ18ရက်နေ့မှာပောက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတဲကုန်းမြို့နယ်တက်ရွာမှာနေထိုင်တဲ့ပြူစောတိအေးကျော်မြင့်ကိုတဲကုန်းမြို့နယ်တက်ရွာရွာထိပ်လမ်းတနေရာမှာအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များကပြူစောတိအေးကျော်မြင့်ကိုစစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ရမှာ။ တဲကုံမြို့နယ်အေးမမြို့မှာရှိတဲ့တမ66ရဲ့ပြူစောတိအပတ်စဉ်တင်းတန်းကို2024ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာ တက်ရောက်ခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့သိရပါဗျ။ဒါပြင်အေးကျော်မြင့်ဟာတဲကုန်းမျိုးရွှေကျိုးပင်ရွာခိမ်းမှာတရက်ကိုလောအားက6800ကျပ်နဲ့ဂိတ်ဆောင်တောင်းဝင်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။ဒိုင်နမိုအင်ဂျင်များဝယ်ယူသူအဖြစ်နဲ့အသွင်ယူပြီးတော့ PDF များနဲ့ပြည်သူ့ကာကွယ်အဖွဲ့များရဲ့လှုပ်ရှားမှုနဲ့သတင်းအချက်အလက်များကိုစုံစမ်းကအကြမ်းမဲ့စစ်တပ်ကိုသတင်းပေးပို့ခဲ့တယ်လို့ဝန်ခံထွက်ဆိုထားပါဗျ။အေးကျော်မြင့်ရဲ့လက်ကင်ဖုန်းထဲမှာလည်းစစ်တင်နှမ်းများကို တက်ကြွစွာတက်ရောက်ခဲ့တဲ့အထောက်အထားများကိုလည်းတွေ့ရှိခဲ့ကြောင်းပောက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။မေလ24ရက်နေ့မွန်လယ်တနအိခွဲအချိန်ကမှပြူစောတိအေးကျော်မြင့်ကိုတော်လိုင်းရဲဘော်များကစစ်ဆင်းမှုများထပ်မံပြစ်လုနေတဲ့အချိန်လက်နက်ငယ်တစ်လက်ကိုလူယူထွက်ပြေးပြီးတော့ရဲဘော်များကိုပြန်လည်ပြစ်ခတ်ခဲ့ခြင်းကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတိုက်ဆုံသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပခုတ်ကူမြို့နယ်အနောက်မကြီးကန်ပြူစောတိရွာဆက်ဆက်ခန်းကိုဝင်းရောက်တိုက်ခတ်ရာစစ်သား5ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မနေ့9နိုင်ကနေ9နိုင်အချိန်အထိပခုတ်ကူမြို့နယ်အနောက်မကြီးကန်ပြူစောတိရွာဆက်ဆက်ခန်းကိုအညာမြေတပ်ပေါင်းစုနဲ့အေယာတောင်းတပ်ဖွဲ့တို့ဦးဆောင်တဲ့တော်လိုင်းတပ်များကဝင်းရောက်တိုက်ခတ်ခဲ့ကြတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားချိန်တနအိခွဲခန့်ကြားမြင့်ခဲ့ပြီးတော့စစ်တပ်ဘက်ကဘန်ကာ၃လုံးကိုတိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါဗျ။တော်လိုင်းအဖွဲ့များကပြူစောတိရွာဆက်ဆက် ကန်းကို အပီးတိုင်သိမ့်ပိုက်လို့ဆဲဆဲမှာဘဲကြီးပြူရွာနဲ့ပခုတ်ကူတက်မှတရတဲ့တို့ကစိတ်ကူများရောက်ရှိလာတဲ့အတွက်တော်လိုင်းအင်အားစုများပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား9ဦးတေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးတော်လိုင်းရဲဘော်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီရွာမှာကစစ်ခွေးအင်အားနဲ့ပြူစောတိအင်အားတရာကျော်လောက်ရှိပါတယ်အခုကသူတို့အင်အားနည်းနေတဲ့အချိန်ဝင်တိုက်တာပါပုံမှန်ဆိုရင်အင်အားများတယ်အခုကအင်အားနည်းနေရတာကပေါက်စစ်ကြောင်းကိုသူတို့အကုန်ပါသွားကြတယ် ဲ့ဒီအချိန်မှာဝင်လုံးတာပါစစ်ခွဲအရှင်ကတော့မဖမ်းမိပါဘူးတေတာကငားကောင်မှာကျွန်တော်တို့အညာမြေတပ်ပေါင်းစုအနေနဲ့ကျွန်တော်တို့ရဲ့ဒေတာတွင်းမှာပြူစခန်းစစ်ခွဲစတာတွေကျင်းစင်အောင်လို့အဓိကဥတည်ပြီးတော့တော်လန်နေတာပါကျွန်တော်တို့နဲ့အတူတူပူးပေါင်းဆောင်ရွက်ကြတယ်ပြည်သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အသက်၁၈နှစ်ပြည့်ပြီးတဲ့ Great Trough ចောင်းသားចောင်းသူတွေကိုဒီနေ့ရွေးကောက်ပွဲမှာမဲပေးနိုင်ရေးအတွက်စာတင်ចောင်းတွေမှာ ရွေးကောက်ပွဲဥပဒေကိုထည့်ပြီးတော့တင် जा ပေးသွားမယ်လို့အချမ်းဘတ်စစ်ခေါင်းဆောင်ကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကြခင်မှာပြုတ်လို့မဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးတာနဲ့ပတ်သက်ပြီးတော့ဥပဒေပညာကိုသိရှိဖို့လိုအပ်တာကြောင့်စာတင်ကျောင်းတွေမှာတင်ရိုးတစ်ခုလိုမျိုးထည့်သွင်းတင် जा ပေးသွားဖို့အချမ်းဘတ်ခေါင်းဆောင်မင်းအွန်လိုင်းကဇွန်လ17ရက်နေ့ပြင်ဦးလွေတက်နေရောက်ရှိနေတဲ့အချိန်မှာပြောကြားသွားတယ်လို့သိရပါဗျ။ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနေခြင်းကြောင့်ဒီမိုကရေစီစနစ်မှာ ဥပဒေကိုသိရှိနားလည်ဖို့လိုအပ်တဲ့အတွာဌာနဆိုင်ရာအကြီးအကဲများအားလုံးကိုဥပဒေသင်တန်းများမဖြစ်မနေတက်ရောက်စေခဲ့သလို Grade 12ကျောင်းသားကျောင်းသူများကိုလည်းဥပဒေနဲ့အခြေခံပညာများကိုသိရှိနိုင်ဖို့အတွက်သင်ကြားပေးနေပါတယ်။ 2025-2026ပညာသင်နှစ်မှာ Grade 12ကကျောင်းသားကျောင်းသူတွေကိုရွေးကောက်ပွဲဥပဒေ၊ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပြည်မှုဆိုင်ရာဥပဒေ၊လူကုန်ကူးမှုဥပဒေ၊လောင်းကစားဥပဒေနဲ့မူရစေဝါဥပဒေတွေကိုသင်ကြားပေးသွားမယ်လို့ပြောပါတယ်။စစ်ကောင်စီက2024ခုနှစ်ကစတင်ပြီးတော့ Grade 12ကကျောင်းသားကျောင်းသူတွေကိုဥပဒေပညာသင်ကြားပေးဖို့အတွက်ဆရာဆရာမတွေကို Training of Trainers TOT သင်တန်းတွေကိုပေးခဲ့တယ်လို့ပညာရေးဝန်ထမ်းတယောက်ကပြောပြထားပါတယ်။ဥပဒေဆိုတာထက်ရွေးကောက်ပွဲမှာမဲပေးဖို့သင်ပေးနေတာ ။စာမွေးဝဲမှာထည့်မဖြေခိုင်းဘူး။မဲဘလို့ပေးရတယ်။ပယ်မဲမဖြစ်အောင်ဘလို့ထည့်ရတယ်ဆိုတာကိုသင်ပေးနေတာပါ။မနစ်က Grave 12ကတဒန်းပဲ။ဒီနေ့တော့ Grave 10ကနေပြီးတော့ Grave 12အထိသင်ရမှာပါ။စစ်တပ်ရွေးကောက်ပွဲအတွက်မနစ်ကလေးကကြိုပြီးတော့စီစဉ်နေကြတာလို့ပြောပြထားပါဗျ။ရွေးကောက်ပွဲကိုဒီနေ့ဒီဇင်ဘာကုန်သို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာမြို့နယ်ပေါင်း268မြို့နယ်မှာနေအမည်အပိုင်းပိုင်းလိုက်ကျင်းပသွားမယ်လို့စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်။လက်ရှိမှာရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ပါတီ49ပါတီရှိပြီးတော့အဲ့ဒီတဲကမှ9ပါတီကတနိုင်ငံလုံးဝင်ပြိုင်မှာဖြစ်ပြီးတော့ကျန်တဲ့ပါတီ40ကတော့ပြည်내နဲ့တိုင်းဒေသကြီးများမှာဝင်ပြိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ